်မင်္ဂလာပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ထိုင်းနိုင်ငံရဲ့မူရစ်စေဝါတားဆီးနေနေရေးကော်မတီ OMBC ရဲ့တတိယအကြိမ်အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်က ထိုင်းနိုင်ငံရဲ့မူရင်းစေဝါပြဿနာမှာဝါတက်ဖွဲ့ကတာဝန်ရှိဆုံးဖြစ်ပြီးထိုင်းနိုင်ငံရဲ့ရန်သူဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းကဝါတက်ဖွဲ့ကိုမူရင်းစေဝါကိစ္စနဲ့ပြင်းပြင်းထန်ထန်ပြောဆိုနေချိန်မှာပဲဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့တောင်ပိုင်း181စစ်ဒေသမှာဝါတက်ဖွဲ့တပ်သားတစ်တွေရဲ့စီရေးပြအခမ်းအနားတရက်ကြပါ ခဲ့ပါတယ်။အဲ့ဒီစီရေးပြအခမ်းအနားကို UWSA တောင်ပိုင်း181စစ်တေသကစစ်ဘက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီစီးပြအခမ်းအနားမှာစစ်သုံးလက်နဲ့အမျိုးအစားလိုက်ထုတ်ဖော်ပြသတာအမျိုးသားနဲ့အမျိုးသမီးတွေပါဝင်တဲ့တိုက်ခိုက်ရေးဆိုင်ရာတိုက်ကွက်ဖော်ဆောင်တာ တိုင်းကွက်ပြတိုက်ခိုက်တာလက်ယုံဤတိုးတက်မှုဆိုင်ရာကိုခံပညာတိုင်းကွက်အမျိုးမျိုးနဲ့တိုက်ခိုက်ပြတာစားတဲ့အစီအစဉ်တွေကိုလည်းထုတ်ဖို့ပြသခဲ့ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ UWSA ဟာထိုင်းနိုင်ငံကိုမူရစေဝါအဓိကမောင်းခိုတင်သွင်းနေသူဖြစ်ပြီးထိုင်းနိုင်ငံကိုဝင်ရောက်လာတဲ့မူရစေအများစုဟာ UWSA ကနေမြစ်ပြားခံလာတာဖြစ်တဲ့အတွက်ဝါကိုထိုင်းနိုင်ငံရဲ့ရန်သူအဖြစ်သတ်မှတ်ရမယ်လို့သက်စင်ကပြောဆိုခဲ့ပါတယ်။ UWSA ရဲ့တာဝန်ရှိသူဦးညီရန်ကတော့ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့စွပ်စွဲချက်ကိုညှင်းဆို့ထားပြီး UWSA ကမူရင်းစေဝါတက်ဖြတ်ရေးတွေဆောင်ရွက်နေပြီးသက်စင်ရဲ့စွပ်စွဲချက်တွေကအချိန်မြင့်မရှိဘူးလို့ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်တောင်ပိုင်း181စစ်တေသားမှာကျင်းပခဲ့တဲ့စီရင်ပြအခမ်းအနားနဲ့ပတ်သက်ပြီးတော့ UWSA ရဲ့ပြောခွင့်ရဦးညီရန်က ပုံမှန်ကျင်းပနေတဲ့အခမ်းအနားသာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ အခုနှစ်ဧပြီလဇန်ဘာနှုန်းကလည်း181စစ်ဒေသမှာစစ်တင်နှံစင်ပွဲအခမ်းအနားတရက်ကျင်းပခဲ့ပါတဲ့ UWSA ထင်းချုံနယ်မြေဖြစ်တဲ့တောင်ပိုင်း181စစ်ဒေသဟာထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းဆက်ဆက်နေပြီးနယ်စပ်စခန်းတွေရဲ့အရေးနဲ့ပတ်သက်ပြီးနှစ်ဖက်တစ်ဖက်တွေရဲ့ကြားတင်းမာမှုတွေရှိခဲ့မှုပါတဲ့2024နှစ်ကုန်ပိုင်းတုန်းကလည်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဝါတပ်ဖွဲ့စခန်း၉ခုကိုထိုင်းဘက်ကဖယ်ရှားခိုင်းခဲ့ပါသေးတယ်ရှင်။